ဘယ်လူငယ်စားသမားလည်းမတူဘဲနိုင်ငံငါနိုင်ငံကိုကိုစားပြုပွင့်ရမယ်ရနေတို့ဂျူနီယာပရိသတ်များလုံးမဲ့မိလာပါဗျာတင်လိုက်ဖော်ပါရှိုးစီစဉ်ကနေပြန်လည်ကြိုးလိုက်ပါရင်လူငယ်စားမတူဟာအသက်16နှစ်ပြည့်ပြီဆိုရင်နိုင်ငံလေရေးစင်ကိုစားပြုအသင်းကိုတရားဝင်ရွေးချယ်ခွင့်ရရှိမှာဖြစ်ပါရင်ဒီနေရာမှာတခုရှိတာကတချို့လူငယ်စားသမားတွေဟာအသက်16နှစ်မပြည့်ခင်မှာရင်ချိန်ဆွမ်းကောင်းနေပြသနိုင်ခဲ့တာကြောင့်တပ်ဆိုင်ရာနိုင်ငံအသင်းတွေရဲ့ခေါ်ယူတာမျိုးကိုလည်းခံခဲ့ရတာတွေလည်းရှိခဲ့ပါရင် တကယ်တော့အကောင်းဆုံးဥမာကတော့လာမိုင်းရောမယ်ပါပဲ။လာမိုင်းရောမယ်ဟာဘာစီလိုနာအသင်းနဲ့တူချင်းစွမ်းပြကစားနိုင်ကြတာကြောင့်စပိန်လေးစင်အသင်းရဲ့ဒီ2024လိုဆင်းမှာရွေးချယ်ခံခဲ့ရပြီးဆိုပလားစုခုနိုင်ခဲ့တဲ့အထိချင်းစွမ်းကောင်းနေပြသနိုင်ကြတာဖြစ်ပါတယ်။ကစားမတူအနေနဲ့လေးစင်အသင်းကိုရွေးချယ်တဲ့နေရာမှာနိုင်ငံတကာနိုင်ငံထက်ပိုပြီးရွေးချယ်ခွင့်ရှိတာမျိုးလည်းရှိနိုင်ပါတယ်။မိမာရီရဲ့နိုင်ငံသားမိမိမွေးဖွားရာဒေတာနဲ့ဘိုးဘွားရဲ့နိုင်ငံသားဖြစ်တည်မှုပေါ်မူတည်ပြီးနှစ်နိုင်ငံကနေသုံးနိုင်ငံအထိကိုစားပြုခွင့်ရှိနေကြပါတယ်။ ဒါကြောင့်လေရှုကစားမားတွေဟာလူငယ်အသင်းအဆင့်မှာနိုင်ငံအသင်းအသင်းအတွက်ကိုစားပြုပေးခဲ့ကြပါမယ်။လရွေးစင်အသင်းအတွက်ရွေးချယ်ရမှာတော့အခြားနိုင်ငံအသင်းကိုကိုစားပြုခဲ့ပြီးရွေးချယ်ခဲ့တာမျိုးတွေလည်းရှိတတ်ပါတယ်။ဥပမာအားဖြင့်မူဆီလာတို့လိုကစားမားမျိုးတွေဖြစ်ပါတယ်။မူဆီလာဟာလူငယ်ကစားမားဘွားမှာအင်္ဂလန်အတွက်ကိုစားပြုကစားပေးခဲ့ပေမယ့်လရွေးစင်အသင်းရွေးချယ်ရမှာတော့ဂျာမနီကိုရွေးချယ်ခဲ့တာဖြစ်ပါတယ်။အဲ့လိုမျိုးနိုင်ငံကိုစားပြုအသင်းကိုတသင်းထက်ပိုပြီးရွေးချယ်ခွင့်ရှိတဲ့ကစားသမားတွေတင်းမှာဂေါ်ဂျီခရစ်စတီယာနိုရော်နယ်ဒိုရဲ့တာဂျီအော်ရက်တာဂျူနီယာလည်းတူပါဝင်ဖြစ်ပါတယ်။ ဂျူနီယာဟာပရိုကစားမဘွားကိုမဖြတ်တမ်းရသေးပေမဲ့လည်းနိုင်ငံလေးစဉ်အသင်းကိုရွေးချယ်ရမှာ၅နိုင်ငံအထိကိုစားပြုရွေးချယ်ခွင့်ရှိနေတာဖြစ်ပါရင်လက်ရှိချိန်မှာအသက်၅နှစ်ဝန်းကျင်သာရှိပြီဖြစ်သေးတဲ့ဂျူနီယာဟာမကြာခင်နှစ်ကာလအပိုင်းခြားအတွင်းမှာပရိုကစားသမားဘွားကိုတန်လန်းလာနိုင်တော့မှာဖြစ်ပါရင်ဂျူနီယာဟာပရိုကစားမဘွားမှာဘယ်အသင်းအတွက်ကစားပေးမလဲဆိုတာတေချာမသိရသေးပေမဲ့နိုင်ငံအသင်းအဆင့်မှာတော့၅နိုင်ငံအထိရွေးချယ်ခွင့်ရှိနေတာဖြစ်ပါရင်ပထမဆုံးကိုစားပြုခွင့်ရှိတဲ့နိုင်ငံကတော့ပေါ်တူဂီပါပါကင်ဖြစ်သူကပေါ်တူဂီနိုင်ငံသားဖြစ်တဲ့အတွက်တားဖြစ်သူဂျူနီယာဟာလည်းပေါ်တူဂီလက်ရွေးစင်အသင်းကိုကိုးစားပြုခွင့်ရှိနေပါတယ် နေရာနေနဲ့ဖားခင်ဖြစ်သူလိုမျိုးနိုင်ငံအသင်းရဲ့တာဝန်ကိုပခုံးထမ်းတင်ဆောင်ရွက်နိုင်မလားဆိုတာကလည်းစိတ်ဝင်စားစရာကောင်းလာပါရင်ဂျူနီယာနောက်ထပ်ရွေးချယ်အခွင့်ရှိတဲ့နိုင်ငံကတော့အမေရိကန်ပါဂျူနီယာကိုအမေရိကန်နိုင်ငံမှာမွေးဖွားခဲ့တာဖြစ်တဲ့အတွက်အမေရိကန်နိုင်ငံရဲ့ဥပဒေအရအလိုလျောက်အမေရိကန်နိုင်ငံသားဖြစ်နေပါပြီဒါပေမဲ့လည်းအမေရိကန်လည်းရွေးစင်အသင်းကဂျူနီယာရဲ့ခြေစွမ်းကိုစောင့်ကြည့်အောင်မှာဒေချာပါရင်နောက်ထပ်နိုင်ငံကတော့စပိန်ဖြစ်ပါရင်ဂျူနီယာဟာရီးယားမှာရော်နယ်ဒိုကစားနေစဉ်ကာလအတွင်းစပိန်နိုင်ငံမှာလည်း၉နှစ်ကြာပြတ်တန်းခဲ့သူဖြစ်ပြီးစပိန်နိုင်ငံမှာပဲကြီးပြင်းလာခဲ့သူဖြစ်ပါရင် ဒါကြောင့်စပိန်လေးစင်ဘောလုံးအသင်းအတွက်လည်းကိုစားပြုခွင့်ရှိနေတာဖြစ်ပါတယ်။နောက်တစ်နိုင်ငံကတော့အင်္ဂလန်ဖြစ်ပါတယ်။အင်္ဂလန်ကတော့ဖြစ်နိုင်ချေနေတဲ့ဆိုပေမဲ့ဂျူနီယာရဲ့ခြေစွမ်းကဗိုလ်ထီအောင်ကောင်းမွန်နေမယ်ဆိုရင်တော့အင်္ဂလန်ဘောလုံးအဖွဲ့ချုပ် FA ကလည်းဒီတိုင်းနေမှာမဟုတ်ပါဘူး။ရိုနယ်ဒိုဂျူနီယာဟာရိုနယ်ဒိုမန်ချက်စတာယူနိုက်တက်ကိုတကြောပြန်ရောက်လာစဉ်အတွင်းမန်ချက်စတာယူနိုက်တက်လူငယ်အကယ်ဒမီအသင်းမှာနှစ်နှစ်ကြာကစားခဲ့ဖို့တလို့ home ground player တယောက်လိုမျိုးဖြစ်နေတာကြောင့်အင်္ဂလန်လေးစင်အသင်းကိုလည်းကိုစားပြုခွင့်ရှိနေတာဖြစ်ပါတယ်။ နောက်ဆုံးနိုင်ငံကတော့အပိုးအဖွားတွေမွေးဖွားရဒေသဖြစ်တဲ့ကိဘာဒီဆိုတဲ့နိုင်ငံလေးဖြစ်ပါတယ်ဒီနိုင်ငံလေးကတော့တခြားနိုင်ငံတွေနဲ့စာရင်ပေါ်လုံးအကစားမှာနောက်ကျနေသေးတဲ့နိုင်ငံဖြစ်ပါတယ်ဒါကြောင့်ရန်ဒိုနေနဲ့ဘယ်နိုင်ငံကိုရွေးချယ်သွားမလဲဆိုတာကလည်းစိတ်ဝင်စားဖို့ကောင်းတဲ့အဖြစ်တစ်ခုဖြစ်ရှိနေပါတယ်ရန်ဒိုကတော့တားဖြစ်သူဂျူနီယာကိုသူ့လိုမျိုးနာမည်ကြီးထင်ရှားတဲ့ဘောလုံးမတစ်ယောက်ဖြစ်စေခြင်းပဲလဲ သူတို့ခြေရနင်းနိုင်ရမယ်ဆိုပြီးတော့အတင်းအကျပ်ဖိအားပေးသွားမှာမဟုတ်ဘူးလို့ပြောဆိုထားခဲ့ပါတယ်။လက်ရှိချိန်မှာတော့ Ronaldo Junior ဟာဖခင်ပြည်သူကစားနေတဲ့ NSR အတင်းရဲ့လူငယ်အတင်းမှာပဲခြေစွမ်းပြကစားနေနိုင်တာကိုမြင်တွေ့ခဲ့ရမှာဖြစ်ပါတယ်။